တဲ့ခင်မိနေတဲ့မြန်မာပြည်ကြီးမှာဒီအချိန်တွေသင်လေးတမို့တာစီးပူးပန်းလာတယ်လေထောင်းစင်မခွဲခွာသူအလုံးနဲ့အနည်းဆုံးမှာပါဒီရုပ်ရှင်ပေါ်တော်မှာတော့ ဥရောပနိုင်ငံ73နိုင်ငံကရုပ်ရှင်ကားတွေပြသမှာဖြစ်ပြီးဥရောပနိုင်ငံတွေရဲ့မတူကွဲပြားတဲ့ယဉ်ကျေးမှုတမန်ကြောင်းလူမှုဘဝအချက်မိသားစုပဋိပက္ခနဲ့ဟာတဇလန်တွေကြီးစုခံစားရမှာဖြစ်ပါတယ်။ဥရောပရုပ်ရှင်ပွဲတော်ဖွင့်နေမှာဖင်လန်နိုင်ငံကဆရာတပည့်တန်ရုံစင်ကြောင့်ရိုက်ကူးထားတဲ့ဖင်စားဆိုတဲ့ပညာပေးရုပ်ရှင်ဇလန်စတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကြည့်ပြီးတော့တပည့်တွေပေါ်ထားတဲ့ဆရာရဲ့ချစ်ချင်းမေတ္တာကိုခံစားရပြီးမြန်မာနိုင်ငံရဲ့ဆရာတစ်ပည့်ဆက်ဆံရေးကိုလည်းဒီရုပ်ရှင်ထဲကလိုဖြစ်စေခြင်းနဲ့လို့ကိုထအောင်လှိုင်းကဆိုပါတယ်မြန်မာနိုင်ငံမှာနှစ်တာရမပါတဲ့ဟာတာကားတွေဇက်တိုက်ရိုက်ကြပြီးအခုလိုပညာပေးဇလန်းတွေရိုက်စေခြင်းနဲ့လို့ဆိုပါတယ်တော်တော်များများအားသာရရပညာရပေါ့နော်ဟိုဒရမာတွေရရှိတယ် ်ဘဒ္ဓမာရေးရှိနေတယ်လို့ပေါ့နော်ပညာပေးစကားတွေလည်းရှိတယ်ကမ္ဘာရေဒီငါနိုင်ငံစကားတွေမကောင်းတော့ပါဘူးဒီနောက်ပိုင်းကဟာဘစကားလေးညားပါတယ်။အဲ့တော့ကျွန်တော်လူကျင်နာပါတော့ကျွန်တော်နိုင်ငံကတရားနိုင်ငံဟာဘစကားလေးညားလာပြီ။ပညာပေးစကားလေးညားလက်ပေးစစ်ကြည့်တော့တောက်တောက်ဆွတ်နေတယ်။25ချိန်မြောက်ဥရောပရုပ်ရှင်ပွဲတော်ဟာ စက်တင်ဘာ16ရက်နေ့ကနေ25ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါတယ်။တနေ့မှာရုပ်ရှင်နှစ်ပွဲပြသမှာဖြစ်ပြီးညနေ3နာရီခွဲနဲ့6နာရီခွဲတွေမှာပြသမှာပါ။ဥရောပရုပ်ရှင်ပွဲတော်ကိုလာရောက်ကြည့်ရှုတဲ့ကိုတန်းထုံဝင်းကတော့မြန်မာရုပ်ရှင်နဲ့ပတ်သက်ပြီးအားမလို့အားမရဖြစ်နေပါတယ်။ သမားကားဒီဒီလဲမှာရိုက်ပြီးတော့ဒီသုံးဆောင်ပစ္စည်းတွေပြီးတော့ရက်ခွင်ရက်ခွက်ကဂျင်းဂျင်းဂျင်းနေပေါ့ဒီလေကားတော့သုံးဆောင်ပစ္စည်းရောရက်ခွင်ရက်ခွက်ကျဲရယ်ပြီးတော့သူ့ရဲ့ဇက်အိတ်လည်းကျဲရယ်ဟို facility ပေါ့နောက်က ပံ့ပိုးမှုအားအရန်ကောင်းပါအရန်များပါမြန်မာကတော့အဲလိုအပ်ချက်တွေလည်းရှိသေးတယ်ပေါ့အဲ facility တိတ်မပြည့်စုံဘူးရာရာကိစ္စတွေမှာကိုပံ့ပိုးနိုင်တဲ့ဟာရှိသေးတယ်ပံ့ပိုးမှုအားနည်းတာရှိတယ်အဲ့လိုကွာခြားချက်ရှိတယ်